ပိတကြီးရေကန်ဂျီမာ ECC အနာယူဖို့စီစဉ်ထားရင်လုံးဝစိတ်မပူပါနဲ့ဒီနေ့ကျွန်တော်တို့ပြောပြမယ့်ထိတ်လန့်စရာကောင်းပြီးထူးဆန်းတဲ့တရဝါတွေနဲ့ခမရရဲ့ပုံမှန်အလေးရဲ့ဂရီးစင်မှာတွစ်ဆုံရဖို့မရှိပါဘူးလို့အရင်ဆုံးအာမခံကျင်ပါတယ်ဟုတ်ပါတယ်ကဘာပေါ်မှာဒီလိုထူးခြားအဆင်ပြေတဲ့သတိဆန်မျိုးစိတ်တွေကိုတွေးရတယ်ဆိုရင်တော့သူတို့ကခမရရဲ့ကိမတ်ဆိုးတွေထဲမှာလာချုပ်လက်နေမဲ့တရဝါတွေထိကောင်းဖြစ်နိုင်ပါတယ် တကယ်တော့1950ပြည့်လို့နှစ်တွေတုန်းကဆိုရင်ကဘာပေါ်ကနက်ရှင်ရဲ့ပင်လယ်တွေအကြောင်းထက်လက်ကဘာရဲ့မြေပြင်အကြောင်းကိုပိုတည်သေးတယ်လို့တောင်ယုံကြည်ခဲ့ကြတာပါအခုတော့လူသားတွေဟာလာပေါ်ဆင်းနိုင်ခဲ့တယ်လို့ပင်လယ်ရဲ့အနက်ဆုံးတွေဟာမိုင်9မိုင်နီးမအထိရင်ကုန်ပြင်နယ်ဆင်းနိုင်ခဲ့ပြီဒီလိုအစွန်ရဲ့ပတ်ဝန်းကျင်မှာမောင်မေအေးကဲကာဖီအားအပြင်းဆုံးနေရာတွေမှာရှင်သန်နေကြတဲ့ထူးဆန်းတဲ့တရဝါတွေရှိနေကြပါတယ်ကဲ ခေါင်းကြည့်ကြည့်နဲ့ငါအမိရဲ့ပါဝင်ကျွန်တော်တို့ရဲ့ပင်လယ်နဲ့မှာထူဆန်းပြီးရေစရာကောင်းတဲ့တရဝအချို့ကိုကြည့်လိုက်ရအောင်။တက် Giant Lava Sea ဒီတရဝလေးကတကယ်ကိုထူဆန်းပါတယ်။သူက Jelly လိုမျိုးပင်လယ်ရေတရဝ Junicate အမျိုးအစားဖြစ်ပြီးသူ့ခန္ဓာကိုယ်ကငဖဲမွားလေးလိုပုံစံရှိကတလမနှင်းလမလောက်ပဲရှိပါတယ်။ဒါဆိုဘာလို့ AR မလို့ခေါ်ရတာလဲ။အဖြေကတော့သူစားတဲ့ပုံစံကြောင့်ပါ။ ဒီလာဘာဆေးရှင်လေးကသူ့ကိုယ်ကိုနှက်နှန်းတော်လူခေါ်တဲ့အချွဲမြေးပါတဲ့မှာဝင်းရံထားပါတယ်။ဒီနှက်အချွဲအကြီးကြီးဟာအချင်းသုံးပေကျော်လောက်အထိရှိနိုင်ပါတယ်။ဒီအချွဲပိုက်ကုန်ကိုသုံးပြီးပင်လယ်ထဲမှာမျောနေတဲ့အစာမုံတွေကာဗွန်နဲ့ကျွဲတဲ့ရေကင်းမှုန့်တွေအပြင်မိုက်ခရိုပလတ်စတစ်တွေကိုပါဖမ်းယူပေးပါတယ်။ဒီနေရာကဟာတာအဖြစ်ဆုံးအပိုင်းမှာသူ့ရဲ့အစာဖမ်းပိုက်ကအညစ်အကြေးတွေနဲ့ပြည်လာပြီးဆိုရင်ဒီလာဘာဆေးရှင်လေးကနှက်အဆုအဝေးကြီးကိုခရန့်ပစ်လိုက်တယ်။ ပြီးရင်အဲ့ဒီအမိုက်ပုံကြီးကိုပယ်လက်ချမ်းမင်ဘောကတခြားတော်ရီစံတွေကပြန်စားကြပြီးသူကတော့အချွဲအိမ်အစ်စ်တစ်ခုပြန်ဆောက်ပါတယ်။ဒီရွံစရာကောင်းတဲ့ပုံစံရှိပေမဲ့ခင်မရုဟာဒီလာဘာစတေးရှင်းလေးတွေကိုကျေးဇူးတင်သင့်ပါတယ်။ဘာလို့လဲဆိုတော့သူတို့ဟာအဲ့ဒီအချွဲထဲမှာကာဗွန်နက်တွေအများကြီးစုဆောင်ထားခြင်းဖြင့်ယာဒီဥရုပြောင်းလဲမှုကိုတိုက်ဖြတ်ပြီးနေလိုပါ။သူတို့ဟာအခြားသောဇိုပလန်တန်ဖီလ်တာဖီဒင်းဇိုပလန်တန်များထက်ကာဗွန်ပုံမဖမ်းယူနိုင်ပါတယ် ပြောရရင်ပင်လယ်ထဲကသဘာဝပတ်ဝန်းကျင်ထင်းသိမ်းမှုတမှာအထွန်းမွားလေးသည်ပေါ့နှစ်ဖန်တုငါဒီဖန်တုငါဟာတင်းငယ်ပေမဲ့တွားနဲ့ပတ်သက်ရင်အတော်လေးအရှင်ဝါကြီးပါနဲ့သူဟာ Pacific သမုတ်ကရာလိုမျိုးအပူပိုင်းနဲ့သမုတ်ပိုင်းတို့တော်ရီရဲ့ရေအောက်1600ပေကနေ6500ပေကြားမှာတွေ့ရပြီး1600ပေအနက်မှာတော့တွေ့ဘူးပါနဲ့သူရဲ့ထူးခြားချက်ကတော့ ွားထားမြောင်နေပြည့်နေပါဇက်ကြီးပါပဲဖန်တူငါဟာခနာကိုအရွယ်အစားနဲ့နှိုင်းရှင်ရင်ပင့်လေတရွားတွေထဲမှာသွားအကြီးဆုံးဖြစ်ပါတယ်သွားတွေကဘလောက်တောင်ကြီးသလဲဆိုရင်သူ့ပစက်ကိုတေချာပိတ်လို့တောင်မရပါဘူးဒီတော့ဒီဖန်တူလေးကဘလူးလိုက်လောင်းကြီးထွေနေထိုင်ရသလဲဆိုရင်သူ့ရဲ့ဦးနှောက်ရဲ့ဘေးနှစ်ဖက်မှာသွားသိမ့်စစ်ဖို့အန်ကွက်နှစ်ခုပြောင်းလဲဖြစ်ပေါ်လာပါတယ် ပါဇက်ပိတ်လိုက်တဲ့အခါအောက်သွားတွေကဥနောက်ထဲကအံကွက်ထဲကိုဓာတ်ရိုက်ဝင်သွားရတာပေါ့သိပ္ပံပညာရှင်တွေသာပင်လယ်နဲ့ရဲ့အမောင်းတို့ထဲမှာအစာရှားပါတဲ့အတော့ဒီလိုကြီးမားတဲ့သွားတွေက လိုအပ်တာလို့ယူဆပါတယ်ဒီချောက်လက်မအရွယ်နွားလေးကဒီအရာမားမင်းရိုးကြီးတွေကြောင့်သူ့ထက်အများကြီးပိုကြီးတဲ့သားကောင်းလေးကိုတောင်စုပ်ကိုထားနိုင်စေပါတယ်၃ Giant Isopod ငငယ်ကတွေ့ဘူးတဲ့ခြံတက်က roly poly or pill bug လေးတွေမှတ်မိလားဒီအရာမှအိုက်ဆိုပေါ်ဘာတီနိုမက်စ်ဂိုင်ဂန်တီယက်စာသူတို့ရဲ့ဆွေမျိုးပါဒီအာထရိုပေါ်ကြီးတွေဟာတပေကျော်အထိကြီးထွားနိုင်ပြီးပင်လယ်ရေမျက်နှာပြင်အောင်ပေခုံးမထောင်လောက်မှနေထိုင်ကြပါတယ်ဒီလိုကြီးမားရတဲ့အကြောင်းရင်းကတော့ AKB ဖီအားမင်းတဲ့နေရာမှာနေထိုင်ရတဲ့အတွက်ဖြစ်တယ်လို့ယူဆရပြီးဒါကိုပင်လယ်နဲ့ကြီးမားခြင်း theory လို့ခေါ်ပါတယ်ဒီ theory ဟာ Buckman's rule နဲ့လည်းကိုညီပါတယ် မျိုးစိတ်ငယ်တွေကယာတိဥတုပိုးတဲ့နေရာမှာမျိုးစိတ်ကြီးတွေကအေးတဲ့နေရာမှာနေထိုင်လေးရှိတယ်။နောက်ထပ်ထူးဆန်းတဲ့အချက်တစ်ခုကတော့ဒီ isopod တွေဟာကမ္ဘာသမုဒ္ဒရာဒိုင်းနီးပါးမှာကိုရပေမဲ့သူတို့အားလုံးဟာရုပ်ပိုင်းဆန္ဒအရထပ်တူထက်မြတ်တူညီနေကြပါတယ်။ဘာလို့လဲဆိုတော့သူတို့ဟာနှစ်ပေါင်း160လောက်ရှိခဲ့ပေမဲ့တဖြည်းဖြည်းပြောင်းလဲခြင်း evolution မရှိဘူးလို့ယူဆရပါတယ်။မပြည့်စည်ရင်မပြည့်နဲ့ဆိုတဲ့ဆောင်းပုဒ်ကို နှစ်ပေါင်းမြောင်းများစွာဆွဲကင်ထားတဲ့ပီလနက် giant isophore လေးဘူဟောင်းပွင့်ငါဘာရဲအိုင်ငါပင်လယ်နက်ထဲမှာခုခဏတပွဲဓမ္မဟတ်တခုလုံးဖောက်ထွင်းနေရတဲ့တတ္တဝါတွေအများကြီးရှိပါတယ်။ဒါပေမဲ့ဘာရဲအိုင်ကမက်ခရိုပိုင်နာမိုက်ခရိုစတိုမာကတော့အဲ့ဒီအဆင့်ကိုကျော်သွားခဲ့ပါတယ်။ဒီ6လက်မအရွယ်9လေးရဲ့ခန္ဓာကိုယ်နောက်ဖက်ကတော့ပုံဖန်ပါပဲ။ရှေ့ဘက်ကိုကြည့်လိုက်တော့ကွဲပြားသွားပါပြီ။ သူ့ရဲ့ဥကောင် type တစ်ခုလုံးကလုံးဝဖောက်ထွင်းမြင်နေရတာပါဆိုလိုတာကသူ့မျက်လုံးနေနဲ့ဥနောက်ကိုရေပြည့်နေတဲ့ပူပေါင်းတစ်ခုထဲမှာမြင်နေရတယ်မျက်လုံးလို့ထင်ရတဲ့ရှေးပိုင်းကခွက်နှစ်ခုကတော့တကယ်တမ်းတော့ငါးရဲ့အနံ့ခံအာယုံခံတွေပဲဖြစ်ပါတယ်သူ့ရဲ့တကယ်မျက်လုံးတွေကတော့စီပန်းတရံရှိပြီးတောက်ပတဲ့အစင်းရောင်ရှိတာအပေါ်ပဲတဲ့တဲ့ထိုးထားပါတယ်ဒါကြောင့်ဘာတဲ့အိုင်းလို့နာမည်ပေးထားတာပါ ဒီငားလေးကအပေါ်ပဲကြည့်နေရင်လည်းသူ့ရဲ့ညလုံးအဆင့်ရောင်တွေကိုဇိုးပလန်တက်တွေကိုပိုတိကြဖို့ရှာဖွေနိုင်ဖို့အတွက်ရှေ့ဘက်ကိုလှည့်ဖတ်နိုင်ပါတယ်။ခံကားမှာခေါင်းခါမရှိဘဲနဲ့ခေါင်းရင်ကိုအမြဲတမ်းကြည့်နေရတယ်မှန်ကောင်းမှုပါတယ်ကားတစီပိုင်ဆိုင်ထားရမလို့ပုံစံမျိုးပေါက်နေတာပေါ့ဒီလိုအစွန်းရန်လိုက်လွန်ညီမြေမှုတွေကတော့ဘာလို့ဖြစ်ပေါ်လာရတာလဲဆိုတာကတော့ပင်လယ်ရဲ့မှောင်ရီဝိုးကြွားစုံတွေကလူဝဲချက်တစ်ခုပါပင်လယ်နဲ့တဲမှာဒီထက်မကအထူးဆန်းဆန့်ကျတာတွေရှိပါသေးတယ် ငါကောက်ပတ်ဤဒီငါရှေကအမီးနဲ့ပါဆက်ပဲရှိတယ်လို့ပြောနိုင်ပါတယ်သူရပါဆက်ထားကြံတဲ့ကိုခန္ဓာထက်အစများစွာပိုကြည့်အောင်ဖွင့်နေသည်တားကောင်ကိုတခါတည်းဂါလပ်ကောက်ပတ်လုနိုင်ပုံသက်ပါဆောင်တွေကပူပေါင်းလိုမျိုးလုံးဝပေါ့ရောင်းလာနိုင်ပါတယ်6 giant tube worms ဒီ6ပေရှေတဲ့တန်ကောင်တွေဟာပါဆက်နဲ့အစာကြီးစနစ်မရှိကြပါဘူးသူတို့အစာအစိတ်အတော့ထိစေတဲ့ရေနွေးပူစမ်းကနေထွက်တဲ့ hydrogen sulfide ကို swan in a bee ပြောင်းလဲပြီးတဲ့ bacteria တွေကိုကိုခဏထဲမှာမွေးမြူထားပြီးအသက်ရှင်ကြပါတယ်။ခုနှစ် viral amphibot ဒီတလက်ရှိတဲ့ပစုံလို့အကောင်လေးက sap လို့ခေါ်တဲ့ jelly သရဝါရဲ့ဥတွေကိုစားပြီးအဲ့ဒီ bite ထဲကအခေါင်းပေါက်ထဲမှာ သူ့ကိုယ်သူပုံအောင်နေတဲ့တဲယူလောက်လဲဘူးတဲ့အိမ်လို့ခေါ်တဲ့ viral ကိုစောက်ပါတယ်။ shit bloody belly gum jelly ဒီ၆လမအရွယ် jelly ကို ိပ္ပံပညာရှင်တွေကတကယ်လို့ဒီလိုနာမည်ပေးထားတာပါသူတို့ရဲ့အယောင်က အနီယောင်ယဉ်ကျေးဖြစ်ပြီးဒါကအမောင်တို့အထက်မှဖုံးကွယ်ထားဖို့ကောင်းတဲ့ကာဝယ်မှုပါဘာလို့လဲဆိုတော့သူတို့ကြိုက်တဲ့အစားအသားတွေကအလင်းထုတ်လိုက်တဲ့တရဝါတွေဖြစ်လို့သူတို့စားရီးသားအစားအသားတွေကတားကောင်တွေမရင်ရအောင် အနီယောင်နဲ့ဖုံးကွယ်ထားရလို့ပါပရိသတ်ကြီးဒီပန်လန်တဲ့တတ်အဝါတွေဟာတကယ်ကိုစိတ်ကူးရင်ဆန်ပြီးအံ့ဩစရာကောင်းပါတယ် သိပ္ပံပညာရှင်တွေကဒီလိုမျိုးအစွန်ရောက်တဲ့ပတ်ဝန်းကျင်မှာနေထိုင်နိုင်တဲ့တတ္တဝါတွေဥပမာအေယာမဖြွန်တန်ကောင် Giant True Worms ကိုလေးလာခြင်းအားဖြင့်တခြား Glory ပေါ်မှာတက်ရှိတွေဘလို့နေထိုင်နိုင်မလဲဆိုတာကိုတော့အဖြေရှာနိုင်မယ်လို့မျှော်လင့်နေကြပါတယ်ဒီအောရကောင်းတဲ့ကဘာကိုလေးလာဖို့အတွက်ကျွန်တော်တို့ကိုဆက်လက်အားပေးပါအောင် subscribe like လုပ်ဖို့မမေ့ပါနဲ့နော်